အားလုံးပဲမင်္ဂလာပါရှင်။ဆံမကြီးခဏယူရေးသားထားတဲ့ဘဝတကန်းဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း၄ဇသိန်းပိုင်းလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။အချစ်ရေအချစ်ရဲ့စာကိုဖတ်လို့ပြီးသွားပြီ။နောက်ဘယ်တော့ဒီလိုစာရှိရှိဖတ်ရမလဲ။ပြဿနာတစ်ခုကို မောင်ဖုံးဆက်တဲ့အခါတင်ပြမှထင်နေ။အခုဒါယနာဆုံးတဲ့တည်င်းလို့ပေါ့။ဒီမှာက စက်တဲ့ရေကရိယာတွေစုံတော့ကပားတည်င်းအကုန်တီးရတယ်။မောင်ပိုးလိုက်တဲ့တည်င်းတစ်ခုခုဟာအချစ်နှလုံးသားကိုနှိုးဆွလိုက်ရင်အချစ်ခုလိုစားရှိကြီးရေးမှာမဟုတ်လား။ဒါပေမဲ့အချစ်စိတ်ထိခိုက်မဲ့တည်င်းမျိုးတော့မပြောလိုပါဘူး။မောင်လည်းခုစားကိုနေကုန်းချုပ်ပြီးအချစ်စီပို့တော့မယ်။မောင်စားကိုဖတ်ပြီးလဲအချစ်စားရှိရှိပြန်ရေးပါ။ အချင်းရဲ့စာရီဟာမောင်ကိုနှလုံးစိတ်ဝမ်းငြိမ်ချမ်းစေပါတယ်။မာတာထရီဇာကြီးနဲ့ပတ်သက်လို့တော့အချစ်ပြောတာဝန်ခံပါတယ်။မောင်ကအိမ်ထောင်ရေးအဆင်မပြေ၊ဒိုင်ယာနာကလည်းအချစ်နာကြနေသူဆိုတော့ဘဝတူမှုစာနာစိတ်ပူသွားတာ။မာတာထရီဇာကြီးကို အချစ်လိုပဲမောင်ကြည်ညိုလေးစားပါတယ်။မောင်လည်းရေးလိုက်တာလီနီယောစတာလင်ယောရှုပ် ရှုပ်သွားတာပဲအချင်းစာထဲမှာလဲဂျာယာနာကစလိုက်တာလှိုင်ထိတ်ခေါင်တဲမိဖုရားမမြကလေးစနက်ကမင်းသားဝီတိုရီယာဘရင်မတွေ ਨੇ ဒီလိုပဲပေါ့လေမောင်တို့ရေးတဲ့စာရောမောင်တို့ဘဝကရောဝတ္ထုမှမဟုတ်ပဲအစာရဲ့အဆုံးရဲ့ညီကုံးရဲ့ဝတ္ထုလိုအနေအမြင့်ဇတ်သိန်းတို့ဘယ်ရှိမလဲနော်စိတ်အလင်းမှာပေါ်တယ်လို့ ရေးသွားရတာဆိုတော့တောင်ရောင်မြောင်ရောက်ပဲအချက်နိုင်ငံခြားမနေဘူးလို့နိုင်ငံခြားမှာကို့အတွက် ကို့တိုင်းပြည်ကစာလေးစစောင်များရောက်နေရင်မိတ်ဆွေတယောက်ရောက်လာတယ်လို့သိဝန်တာတာပဲအထူးသဖြင့်မောင်တွတ်တော်အချစ်ရဲ့စာပဲရှုံပါအချစ်ရဲ့မောင်ချစ်ကမောင်တင်နာထက်ကြောင်ထိတ်ချုပ်မှု အယူသီးလွန်းနေမောင်နဲ့စာချင်းဆက်သွယ်နေရတာကိုတော့ အပြင်းမှကင်းရဲ့လားလို့အချစ်တန်တရားဖြစ်နေရဲဆိုတော့မဟင်းချမိတယ်အချစ်ပေါ်မှာအနောက်ဆက်ဆက်ရေးလို့လက်မထက်ပဲအတူနေဖို့မောင်တောင်းဆိုနေတာမှမဟုတ်ပဲမောင်အပြင်းနဲ့မောင် အချစ်ကိုခွဲခွာလာခဲ့ပေမဲ့မောင်မေးလို့မရဘူးဒါအမှန်ပဲလေမောင်အိမ်တော်ရေးကလည်းအဆင်မပြေဖော်ချင်းတော်ချင်းအနန်းတွေခန္ဓာကိုယ်တွေမှာ ဒီမှာရနေပြီမဲ့တခဏပဲကြာတော့မောင်ကြီးငွေလာတယ်။ဒါကြောင့်အချစ်ကိုတောင်းပန်ရတာ။အချစ်ကိုစာရေးပါစာရေးပါဆိုရတာ။အချစ်စာဖတ်ရမှ မောင်ဘဝင်ကျသွားတယ်။ဖုန်းကညာတိုင်းဆက်ချင်တယ်။အကုန်ကြများလွန်လို့မောင်ကိုအနမ်းမပေးပဲလက်ကလေးတစ်ဖက်ပဲပေးရချစ်သူကို မောင်ခွဲခွာလာခဲ့ပြီမဲ့မမုန်းခဲ့ဘူး။မောင်ငယ်စဉ်က ရရရရဖဖို့တီတီလာရောတက်တဲ့မိမမျိုးကိုငယ်စိမ့်နဲ့ကြိုက်ခဲ့မိတယ်။အင်တောင်သက်တကယ်ရတော့နားလည်မှုဆိုတာကလင်မယားကြောင့်မှပိုရေးကြီးပါလား။ခန္ဓာကိုယ်ဆိုတာကြီးကမရှိမဖြစ်တော့လဲအတိကမဟုတ်ဘူး။နှလုံးသားကလာတဲ့စေတနာဆိုတဲ့နားလည်မှုက ပိုအရေးကြီးတယ်ဆိုတာသိတဲ့အချိန်ဟာ နောက်ကျသွားပြီ။မောင်ဟာအင်တောင်ကြီးမှမောင်လူချင်နာကြီးပဲ။ တင်ပြနေလို့လောဘကြီးနေတယ်ကိုကိုကိုချင်နေရဲ့လီမောင်ကလည်းမောင်ဇနီးစိတ်တိုင်းကြဘလောက်ပြန်ပေးနိုင်ခဲ့တလဲဆိုတာစီစီမီလို့ကိုတီကွာရှင်းပြက်စဲခြင်းမလုပ်ပဲပေါင်းတင်နေတာသူသေးတဲ့အထိမောင်ပေါင်းတင်သွားမှာပါ သူ့ကျမ်းမာရေးလည်းမောင်တာဝန်ယူနေပါတယ်နိုင်ငံခြားမှာရရှိလာများဈေးုံတင်ထားရတဲ့ဈေးဟာဘလောက်များတယ်ဆိုတာအချစ်သိပါတယ် နေရတာတော့မမပြောဘူးစူးစမ်းပြီးပြောအောင်မင်းကလေးတွေနဲ့စားလိုက်တောက်လိုက်နေကြည့်တယ်ခဏပဲအိမ်ပြန်ရောက်တော့အချစ်ကိုလွမ်းတဲ့စိတ်ကပြန်ပေါ်လာတာပဲဒါကြောင့်စားလေးရီဘူးကတော့အချစ်မနှမျောပါနဲ့မတွန့်တိုပါနဲ့ဒီစားရီလို့အချစ်နဲ့မောင်ဘာမှဖြစ်မသွားနိုင်ဘူးအချစ်ချမှတ်ထားတဲ့ချစ်သူနဲ့ဆက်ဆံရမှာပဝါတကန်းရှက်တောင်တလန်းဆိုတဲ့ဝါရရဲ့ စည်းကမ်းကလည်းကျိုးပေါက်မသွားပါဘူးအချစ်ကိုမောင်က စာရီပဲဖတ်ခိုင်းနေတယ်ဂေါ်ဒက်စာအုပ်ဖတ်ပြီးနောက်တစ်ခုဖတ်ပါဦးမြမစာရေးဆရာကြီးတက္ကသိုလ်ဖုန်းနိုင်ရေးတာဝိတုလာစောင်းပါလာ မောင်မမှတ်မိဘူးအဲ့ဒီထဲမှာ platonic love အကြောင်းသူရေးပြထားတယ်ယောက်ျားနဲ့မိန်းမကာမရာဂဆက်ဆက်မှုမရှိဘဲထာဝရချစ်သွားတဲ့အချစ် love without sex ကို တင်ပြထားတယ် အဲ့ဒီလိုမုံမြတ်တန့်စင်တဲ့စိတ်နဲ့မောင်းတဲ့အချစ်ချစ်သွားတာဟာအပြည့်ပြင့်တန်ပါသလားအချစ်ရဲ့အချစ်ပေါ်မှာလဲမောင်ဘယ်တော့မှဂုံတည်ရညှို့နှောက်အောင်မလုပ်ဘူးဆိုတာကတိပြုပါတယ်။ဒါကြောင့်စာလေးတွေတော့ရေးရေးပြီးရဲရဲရော်ရော်ပေးဖို့မောင်မြစ်တာရက်ခံတာပါ။အချစ်ရဲ့စာမှာ အချစ်ပင်စင်ယူတော့မယ်ဆိုတာသိရတယ်။တင်ထွန်းအောင်စာထဲမှာလဲအချစ်ထားနေပြန်မလို့ပစ္စည်းတွေဝယ်ရင်း ပူဂျုံစည်းမှတွေ့ခဲ့တယ်လို့ဆိုရယ်အချစ်အသက်60မောင်က64နှစ်ချဲဝင်ခဲ့ပြီ မောင်အလောက်ကကိုပိုင်အလုံးဆိုတော့မောင်နားကျင်မှနားနိုင်နေမောင်တို့จิตတက်ခုလိုရှိလျားပြီးခုချိန်ကြီးမျက်နှာဖြူစင်စွာချစ်နေကြရသေးတာကို မောင်တို့ဂုဏ်ယူတယ်ကြည်နူးတယ်ဒီလိုချစ်နိုင်မလွယ်မယ်ထင်သလားမလွယ်ပါဘူးလူတိုင်းမှမဖြစ်နိုင်ပါဘူး အခြေဌာနေကိုပြန်ရောက်နေမဟုတ်ဘူးမြမပြီအရှိဖျားကနေဆက်ဒီသားစီအရောက်သွားမယ်ဆိုတော့မောင်မတားတာပါဘူးလူဟာကိုလူသားတွေကောင်းချိုးအတွက်တနိုင်သလောက်ဆောင်ရွက်သွားရမှာပေါ့အချစ်ရဲ့ဒီစိတ်သက်ကိုလည်းမောင်ခွန်ယူပါတယ်မောင်လည်းတနေ့အနာယူလို့အမိတိုင်းပြည်ပြန်လာရင်ကို့တိုင်းပြည်အတွက်တခုခုလုပ်ရမယ်အင်္ဂလိပ်တွင်မှာတခုနေယူစရာကောင်းတယ် ဝမ်းရည်အတွက်ရောအကြောင်းကြောင်းတွေကြောင့်ရေကြီးဟာမျက်နှူရာတိုင်းပြည်အနှံ့သွားရောက်လွတ်ကင်ပေမဲ့သူတို့နေတဲ့တိုင်းပြည်ကတိုင်းရင်းသူနဲ့လက်ထပ်ထားတာတော့ဇနီးကိုထားခဲ့ပြီး သူတို့မွေးရမည်မှာ ပြန်ပြီးကောင်းချကြတယ်။မောင်လေးလေတနေ့ပြန်လာမယ်။အချီရဲ့မွေးရမည်တောင်ဝမ်းကျိုင်ထဲကမြို့လေးမှာအချင်းနဲ့မောင် တွေ့ချင်တယ်။မြက်ခင်းလွင်ပြင်းနေစီ မောင်တို့နှစ်ယောက်ရှောက်သွားကြမယ်။ အဲ့ဒီအချိန်မှာနေကြီးကဖြော့ပြီးလေအေးတွေတိုက်နေတော့တတောင်တတားရှိမှာထင်းရှူရိတ်မှာမောင်တို့နှစ်ယောက်နားနေမယ်ညာကြတော့လာမင်းကတောင်တန်းမြင့်ကြီးပေါ်ကမောင်တို့နှစ်ယောက်ကိုလမ်းကြည့်နေမှာဟိုနောက်ဆုံးတနေ့တွေ့စဉ်ကအတူထိုင်ခဲ့တဲ့ခုံတန်းလေးရှိသေးရဲ့လားဒီခုံတန်းလေးပေါ်မှာမောင်တို့နှစ်ယောက်ထိုင်မှာဒီဇင်ဘာမှာပွင့်တဲ့ ကရမတ်ပန်းတွေဟာမောင်တို့နှစ်ဦးနားမှာတင်ပြနေမှာပါ။မောင်တို့မြမပြီးချစ်စရာကောင်းတာက အချစ်တို့တောင်နန်းဒေသမှာတော့စောင်းဟာချစ်ဖွယ်ကောင်းယုံလောက်ပဲအေးတယ်။ဖြူဖွေးတဲ့နင်းတွေကြပေမဲ့အနောက်ဆောင်လို့အကြီးမတန်ဘူး။အနောက်ကဆောင်းကနင်းလိပ်တွေကြွေကြပြီးတစ်ပင်တွေအယိုးပြန်ပြန်ကြအောင်အေးတယ်။လူတွေလည်းအယိုးကွဲမတတ်အေးဒဏ်ခံစားရတယ်။ မြမပြီကချစ်စရာကောင်းတဲ့စောင်းညမှာမောင်တို့အပါမှာနှင်းမုံလေးတွေတအီးအီးကြနေမှာမောင်လေးအချစ်အနာမှာထိုင်ရင် အချစ်ရဲ့ဘဝတကန်းရထောင်တလန်းငူဝါရကိုလိုက်နာမှာပါဒီမှာမိတ်ကပ်တွေပေါင်တာတွေနှုတ်ခမ်းဆိုးဆွေးအမျိုးမျိုးတွေလင်းကြံထားတဲ့ပါးတွေနှုတ်ခမ်းတွေမောင်တွေ့ရတာညီစော်နံလာပြီဤလာပြီ အချစ်ပါကတနခါတင်းပြင်းပြန့်ရှင်နတ်ကို မောင်ပဝါတကန်းကခန်းစားကြည့်ပြရစေပဝါတကန်းဆိုလို့မြမာမရီတုံးတဲ့ပဝါကရှိတော့အလျားလိုက်တော့ပဝါတကန်းမချပြရစေနဲ့ထောင်းလိုက်ချပြီးအချစ်အပါမှနေပြရစေ အချစ်ပါကမြမတနခါမွမွေတင်းတင်းကိုခန်းစားရင် မောင်ကြည်နူးပြရစေမောင်ကိုချစ်သူအကြောင်းနားလဲပါတယ် ဘာလင်တိုင်းကြီးကို ဖြိုလို့ရမယ်။တရုတ်ပြည်ရဲ့မဟာတိုင်းကြီးကိုလည်းကျော်လွှားလို့ရချင်ရမယ်။အခြေကာရန်ထားတဲ့ပဝါဘားကိုတော့မောင်ထိုးပေါက်ကျော်လွှားလို့မရဘူးဆိုတာယုံပါတယ်။မောင်တို့နောက်ဆုံးတွေ့တော့ကအချစ်ကပြောခဲ့တယ်။မောင်ကိုအချစ်ရဲ့ညာလက်တစ်ဖက်ကမ်းရင်ဒီနှစ်ညာလက်နောက်နှစ်ဘယ်လက်လက်ထက်တဲ့အခါကျမှပဲ။ ဆိုပြီးအချစ်စကားမဆက်ခဲ့ဘူးမောင်ဆက်ပြစီဒီတခါတွေ့ရင်အချစ်ရဲ့ဘယ်လက်ကို မောင်ပါမအထားပြစီနောက်နေ့ဆိုရဲတခါတော့နှစ်တစ်နှစ်တစ်ချိန်တော့ရတ္တရမှာကြာရောက်မဲ့မောင်ရဲ့ဘဝနောက်ဆုံးချိန်မှာတော့ချစ်သူရင်ခွေမှာအိပ်ဆက်ပြစီမောင်ရဲ့နောက်ဆုံးဆန္ဒကို အချစ်လာရောလိမ့်မယ်လို့မျှော်လင့်ပါတယ်အချစ်နဲ့အနည်းဆုံး အချစ်တို့မွေးရမြေတောင်ကြားလွင်ပြင်ရဲ့မြက်ခင်းစိမ့်စိမ့်အောက်မှာမောင်ထာဝရအနာယူတော့မယ်လီ မောင်ကြိုက်တဲ့စပယ်ပင်ကို မောင်ကူပေးမှစိုက်ပါ အချစ်ကြိုက်တဲ့ကရမတ်ပန်းပင်ကို မောင်ခေါင်းရင်မှစိုက်ပါ မောင်ဘဝမှာငွေကြေးချမ်းသာပေမဲ့တစ်သက်လုံးရမတ်စောနဲ့ခိုရမဲ့နားရမဲ့ပူပန်ရလွန်လို့စိမ့်မြတဲ့မြက်ခင်းလွင်ပြင် ထင်းရှုနှံ့တွေတင်းပြန့်ပန်းရနှံ့တွေမှုပြီးလင်းငင်းတုံတုံတိုက်ခတ်နေတဲ့အချစ်ရဲ့မွေးရမြေအအေးရိပ်မှာမောင်ထာဝရအိစပ်ပြားစီမောင်မြတ်တာကြောင့်ချစ်သူရဲ့နှလုံးသားရိထာဝရအေးမြလန်းဆန်းပါစေမောင်ကလျာဒီဇင်ဘာ1998ခုဘဝတကန်းဆိုတဲ့ဝတ္ထုလေးရဲ့ နောက်ဆုံးပိုင်းအပိုင်းလေးကိုပြပြပေးခဲ့ရပဲဖြစ်ပါရဲ့ရှင်။ဝိတုလေးကို အစားကနေအဆုံးထိနားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။